ဲ့တော့စဉ်းစားမှာကျွန်တော်မဟုတ်သမရထရန့်ကစဉ်းစားရမယ်အခု try ရဲ့လုံနည်းလုံးအောင်ရဆိုရင်သူကတော့အာခံတဲ့ကောင်ချမယ်ဆိုတာမျိုးတော့ကျွန်တော်ကထင်တာပေါ့နော်တတ်တည်လုပ်မယ် American ကသူ့အတူ balance လုပ်ထားတာနော်ဒါကိုဖြည့်ရင်တော့ပြဿနာတက်မှာပဲဥပမာမြန်မာနိုင်ငံကိစ္စမှာဟလာဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတဲ့လူတွေရှိတယ်။ဒါရိုဝင်ဂျာကိစ္စဗမာပြည်ကိစ္စကြောင့်တော့ဝိုင်းဝေပန်ပြောတယ်အမေရိကန်ကိုလည်းထိန်းကုန်ရပါတယ်။ကပိုင်းမှာဒီနေ့တက်နေတဲ့ပြဿနာက ဒီရွှေပြောင်းနေထိုင်သူတွေရေဘာလို့ဆိုတော့ဆင်းရဲချမ်းသာกว่าတယ်ဟလာအမေရိကန်နိုင်ငံကဒီချင်းပြောင်းများဆင်းရဲသားရောက်ွက်တယ်မှာတထည့်ရင်လာဖြစ်နေတာအမေရိကန်လာကြမှာဘောသူနိုင်ငံဟုတ်ကဲ့ကိုစောမကျော်အခုအမေရိကမှာအဓိက Law Angeles မှာအခု9ရက်မြောက်ပေါ့နော်ဆန္ဒပြပွဲတွေဖြစ်နေတယ်ဘောကဒီတမရထရန့်အမိန်နဲ့ဘောကပါဆင်းပြီးတော့ဒါတွေကိုနှိပ်ကွပ်နေလို့သိရပါတယ်အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Law Angeles ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘလို့သုံးသက်ချက်ရှိလဲ အဲ့ဒါသိကျင်တယ်အဲ့အတွက်စားဖြစ်တဲ့ဟာလေးအရင်ဆုံးပြောပြပေးပါဗျာအော်စားဖြစ်တာတော့ဗျာအလုံသမားတွေရှိတယ်တရားမဝင်အလုံသမားတွေရှိတယ်လေဆိုတော့ဒါကိုဖမ်းတာပေါ့သူတို့ ICE ပေါ့ Immigration and Customs ပေါ့အော်လူဝင်မှုကြီးရေးနဲ့အကောက်ခွန် Enforcement ပေါ့နော်ဒီရဲဌာနကနေပြီးတော့ဖမ်းတာဖမ်းတာမှလည်းသူတို့ကတိုးပြီးတော့များများဖမ်းရမယ်ဆိုတာမျိုးတွေလုပ်တယ်လုပ်တော့ဒီမှာဗျာရှင်းရှင်းပြောရင်တော့မြန်မာနိုင်ငံသားတွေထိုင်းမှာတော့ပြီးလုံး လုပ်သလိုပေါ့ဗျာဒီမှာလဲတရားဝင် လုပ်သမားတွေရှိတယ်ပြီးတော့ Oma Home Depot ဆိုတာအိမ်ဆောက်ပစ္စည်းတွေရောင်းတဲ့ဆိုင်လို့ဟာမျိုးပေါ့နော်အဲ့ဒီမှာကမနေ့မနေ့ဆိုရင်ဟိုတနားကိုလည်းကောင်းပါတယ်ဒီဒီရွှေပြောင်းလုပ်သမားတွေကစောင့်နေရတယ်အဲ့အဲ့ဒီ Home Depot နားမှာသူတို့ကထိုင်ပြီးတော့စောင့်နေရကျွန်တော်ဆိုလဲကျွန်တော် Home Depot မှာအိမ်ကလိုတဲ့ပစ္စည်းသွားဝင်သူကအာဆရာအိမ်မှာမပါလို့မလို့လဲပေါ့နော်တစ်သားတွေဝယ်ကျွန်တော်တို့လက်သမားလောက်တတ်တယ်သူတို့လည်း ေးရှိတယ်သူတို့မှကျွမ်းကျင်တာလေးတွေရှိပါတယ်အာကျွန်တော်ငှားမလားဗျာဆိုပြီးတော့မေးတယ်အဲ့ဒါမျိုးပေါ့အိမ်ခေါ်ကငှားကိုယ်တိုင်းဟုတ်ကဲ့ကြာကြာပန်းကြာပန်းလှုပ်သမားတွေပေါ့အဲ့ဒီဟုတ်တယ်ဟုတ်တယ်လှော်အားကတက်တက်တာကနဲ့ဟိုသူတို့ကအငှားလိုက်တာပေါ့အိမ်မှာမြက်ပဲရိတ်ရိတ်ဂျန်ကင်းပဲပြင်ပြင်ခေါင်းမိုးပဲပြင်သူလိုက်လို့ရလှုပ်သမားတွေရှိတယ်အဲ့တော့ဒီ home depot တို့ကဂျန်တဲ့နေရာမှာအဲ့လိုတရားမဝင်လှုပ်သမားတွေရှိရတာပေါ့ဗျာရှိရတော့ အဲ့ဒါလေးမှပတ်စံရတဲ့ခါပြန်သူတို့မိသားစုလေးစားပေါ့ဗျာအဲ့ဒါမျိုးရှိတယ်အဲ့တော့အဲ့ဒါမျိုးတွေကိုလူဝင်မှုကြီးကြီးရဲရဲဝင်ဖမ်းတာမျိုးတွေရှိတော့ဗျာရှိတော့သူတို့အဲ့မှာအခက်အခဲရှိတယ်အဲ့ဒီကနေစပြတော့ spark ပေါ့နော်မိဘွားစပြတော့ဖြစ်တာဒါပေမဲ့ကယ်လီဖိုးနီးယားမှာလည်းခုနလိုဒီမက္ဆီကိုကနေခြံတဲ့နေရာနေဝင်လာတဲ့ဒီရွှေပြောင်းအလုပ်သမားတွေများတယ်ရွှေပြောင်းအလုပ်သမားတွေကလည်းများသောအဖြစ်ကတော့ဒီဝင်ငွေကောင်းတဲ့လူတွေနေတဲ့နေရာတွေမှာပိုများတယ်။ဘာလို့လဲဆိုတော့သူတို့ကအောက်ခြေစိမ်းအလုပ်တွေလိုက်လုပ်ပြီးတာ။ဟောအဲ့တော့ရှိတယ်။ပြီးတော့ ဖမ်းတဲ့ခါကျတော့သူတို့စောင်းဝင်နေကြခဲ့လာတယ်ဖမ်းတာတွေကလည်းကျန်းတယ်အဲ့မှာပြဿနာ စတက်တာပေါ့နော်နောက်တစ်ခုကအဲ့ဒီတခုတည်းတည်းမဟုတ်ဘူးကယ်လီဖိုးနီးယားအပါအဝင်အခုကျွန်တော်ဒီမယ်ရီလန်းပေါ့နော်ကျန်းတဲ့ပြည်နယ်တွေအကုန်လုံးကလည်းပိုက်ဆိုင်တဲ့ဖမ်းတာတွေရှိတယ်ဝင်ဖမ်းတာတွေရှိတယ်အဓိကတော့ radicalize ဖြစ်တာပေါ့နော်ဒီလှုပ်တဲ့နေရာမှာတရားဝင်ရှေ့ပြောင်းဝင်ရောက်သူတွေကိုနှိမ်နှင်းတဲ့ပုံစံမှာပြင်းထန်တဲ့ကိစ္စလို့ကျွန်တော်ကတော့ယူဆတယ် ။ဟုတ်ကဲ့အဲ့တော့တမရထရန့်ကသူဒီရွေးကောက်ပွဲစီးရုံးစဉ်ကာလမှာလည်းအတန်းနဲ့ချီပြီးတော့တရားမှုတွေသူပြန်ပို့မယ်ကြွေးကြော်ထားတာဟုတ်။အခုလည်းဒါကိုစုံဘုတ်ကျော်ပြောသလိုပြည်နယ်တိုင်းမှာဒါတွေလှုပ်တယ်။ဆိုတော့ကယ်လီဖိုးနီးယားကြားတော်မှာပို့ပြီးပြင်းပြထန်ထန်လှုပ်တာလား။ဘာကြောင့်ကယ်လီဖိုးနီးယားကြားမှာအခုလောက်ထိအခုဆန္ဒပြပွဲနေပေါ့နော်။အခုတည်းကမငြိမ်မသက်ဖြစ်ရတာလေ။အဲ့ဒီပေါ်ဘလို့ရှုမြင်လဲဗျ။အိုးအကြောင်းတိုက်ဆိုင်လို့ပြဿနာဖြစ်တော့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ခုနကလိုပေါ့နော်နိုင်ငံရေးတချို့လေးလာတုံးတဲ့သူတွေနောက်တစ်ခုက ဒီကယ်လီဖိုးနီးယားမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေကိုနိုင်ကိုကဘာပြောနေလဲဆိုတော့ဒီကယ်လီဖိုးနီးယားကိုမတည်ငြိမ်အောင်လုပ်နေတာနေရပ်ပေါ့ဒပရာထရန့်ဆိုရရပ်ဆိုတာသူပြောတယ်အဲ့တော့ကယ်လီဖိုးနီးယားကတကယ်တမ်းပြောရင်တော့ဒီမိုကရက်အားကောင်းတဲ့ဒီမိုကရက်တွေအာဏာရနေတဲ့ state ဒီအမေရိကမှာသူက federal state ပြ federal state ဆိုတာပြည်နယ်တွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာရှိတယ် ောက်တစ်ခုကကယ်လီဖိုးနီးယားဆိုတာအမေရိကန်သွင်းကုန်ထုတ်ကုန်ပေါ့နော်ဒီစိုက်ပျိုးရေးသွင်းကုန်ထုတ်ကုန်အပါဝင်ဒါတွေကသုံးပုံတစ်ပုံတော့ကကယ်လီဖိုးနီးယားနေလုံနေတာပေါ့နော်အဲ့တော့ဆိုကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးကွန်နိုက်ကလည်းဒီမိုကရက်ပါတီကဖြစ်တယ်အဲ့တော့ဟိုနိုင်ငံရေးနောက်ခံလေးတွေလည်းရှိနိုင်တယ်လို့တော့ယူဆတယ်ခုနလိုဒီရဲနဲ့ဆန္ဒပြသူတွေရုတ်တရက်ဖြစ်သွားတာကတော့နိုင်ငံရေးရတမင်တက်တက်ယူရတာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့အဲ့ဒီနောက်ကအခုဆက်ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာကြတဲ့အခါကျတော့ဒီသမရထရန့်ပေါ့နော် Republican အစိုးရနဲ့ပြည်နယ်အစိုးရက California ပြည်နယ်အစိုးရက Democrat ဂျာမာပဋိပက္ခတော့ကြီးလာတာတွေ့ရတယ်ဟုတ်ပြီအဲ့တော့အခုလိုမျိုးဒါ तू ကတော့တမရမူဝါဒအတိုင်းဒါဒီ illegal ကိုဖမ်းနေဆိုတဲ့အရာမှာခုနကလိုအခြေအနေတွေကရုံးဝင်းဆန်ကတွေဖြစ်ပြီးရောဆန္ဒပြတယ်ဆန္ဒပြသူတွေရဲ့သဘောဆန္ဒပါတယ် तू ကဘာလို့မလိုချင်တာလဲဒီ illegal ဖမ်းတာကိုမလိုချင်တာလားဒါမှမဟုတ် တခြားအကြောင်းရှိလားဆန္ဒပြသူတွေကဒီ illegal တွေကပြတာလားတကယ်အမေရိကန်တွေပါဝင်ပြတာအဲ့ဒီဆန္ဒပြတဲ့အကြောင်းရင်းသူတို့ရဲ့သဘောထားရောဘယ်လိုမျိုးတွေ့ရလဲဗျာ illegal တကူတော့မဟုတ်ဘူးဒီကင်တွေဝင်ကင်တွေနီးကိုတကယ်အမေရိကန်ဒီပါနော်အမေရိကန်နိုင်ငံသားအမေရိကန်မွေးဝင်ရတဲ့အဖြူတွေကစမတိုင်ဘူးတရားမဝင် အလုပ်သမားတွေကိုကင်တွေတဲ့ပုံစံကိုကြိုက်ဘူးတရက်ကို3000ဖမ်းရမယ်ဆိုတာမျိုးဒီသမရထရန့်အမေရထောက်တယ် သူပြောသလိုအကုန်လုံးကတော့ဟိုခွေးလေးကြိုးတွေကိုရာဇဝတ်သားတွေတော့မဟုတ်ဘူးတချို့ကလည်းတကယ်လဲစီးပွားရေးအရာနိုင်ငံရေးအရာသူတို့မူရင်းနိုင်ငံတွေမှာအခက်အခဲဖြစ်လို့အမေရိကကိုရောက်လာတာပေါ့နော်ရောက်လာတော့ဒါဟို humanitarian ground ကနေတခြားဥပဒေနဲ့ကင်တွေဖြည့်ရှင်းတဲ့ဆိုတဲ့အမြင်မျိုးရှိတယ်။ဦးဆန္ဒပြတဲ့လူတွေကလည်းဒီသဘောပါပဲ။အဲ့တော့နောက်ဒီပါရှိတဲ့အမေရိကန်တွေတော်တော်များများကလည်းဒီသဘောရှိတယ်။ခုနကလိုလူတို့တကုတ်ချိုးတွေဆိုတာမျိုးအဲ့လိုတော့ တိမ်ကြုံပြီးလှုပ်တာမျိုးမကြိုက်ကြအောင်ဒီနယ်အစိုးရမျိုးကိုကြော်ပြီးတော့ဘဝနဲ့စစ်တပ်တွေလှုပ်တာလေကျွန်တော်တည်တဲ့အမေရိကန်ကျွန်တော်များတော့မကြိုက်ဘူးကယ်လီဖိုးနီးယားပြည်နယ်လည်းမကြိုက်ဟုတ်ကဲ့တမနာထရန့်ပြောထားတာတော့ဒီဒီ illegal နေတဲ့အတူပေါ်အဓိကမက္ဆီကိုကဝင်တဲ့ဟာမှာ drug တွေပေါ်မူးဆေးဝါးဂိုင်းတွေကတ်တယ်တွေကပါလာရမို့ဒါအတိုင်းပြည်အတွက်အရန်ကိုထိခိုက်နေတယ်ပေါ့ဒီမူးဆေးဝါး तू အဲ့ဒါအဓိကအရင်တော့ပြောတာကြားရတယ်စီယုံရင်းတွေမှာဆိုတော့ဒီမူးဆေးဝါးကို तू ပပျောက်ချင်တာလည်းပါတယ်ဒါတွေကိုနှိမ်နှင်းမယ်ဆိုတာလေ ဆိုတော့အဲ့ဒီပေါ်ရောဘယ်လိုမျိုးဒီအမေရိကန်ရဲ့သဘောထားရှိလဲမွေးစေဝါအဲ့လောက်ထိဆိုးဝါးနေလားအမေရိကန်မှာမွေးစေဝါကိစ္စတော့အခုသမရထရန့်လက်ထက်မှာမကပါဘူးဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းတော်တော်များများတွေကအမေရိကန်မှာမွေးစေဝါပြဿနာရှိတယ်လေဒီမက္ကဆီကန်တွေပေါ့မက္ကဆီကိုကလာတဲ့မွေးစေဝါကိုလံဘီယာမွေးစေဝါဘာပဲမွေးစေဝါကမွေးစေဝါတတ်တတ်ပဲအဲ့တော့မွေးစေဝါကိုမွေးစေဝါကိစ္စနှိမ့်နှင်းဖို့လိုတယ် 那你们没意思，这样呀，土家伙！原来破烂，羡慕着的。谁不要文雅度娘，谁的？谁不要文雅度娘，基本。那谁不要文雅度的？这样文文那来路的，盘起来先来盘，旁边盘代表咩？五个人的二然后我加了，加了哈，泸州的，好几部的说我 i 那矮不了，老的矮树了，都叫烂树。那矮树嘛，枝干老的都多少的呢。 ဟိုလူမျိုးရေးအရာလဲဟိုတော်တော်ပြင်းပြင်းထန်ထန်ရှိတယ်ဒီ Federal တရားရုံးတွေကပေးတဲ့အမိန့်တော်မနာခံဘူးအိုက်ဆက်အကြီးကဲထိတ်ထိတ်ဆုံးဟောက်ပုံကောနော်အဲ့လိုမျိုးတွေရှိတယ်ကျွန်တော်ပြောချင်တာက radicalize ဖြစ်တာဒီ Trump ကအတင်းခုနလိုဆွံ့ရောက်ပြီးလုပ်တဲ့ကိစ္စကပြဿနာတက်တာအဲ့တော့တရားမဝင်ဝင်ရောက်သူတွေစီစစ်မဲ့ဖမ်းမဲ့သူတွေဖမ်းကျွန်တော်ပြောဖမ်းဖမ်းပြီးဟာဘယ်သူကဖြစ်တော့ နိုင်ငံရေးအရာစီးပွားရေးအရာနော်ခိုလုံခွင့်ရတဲ့နယ်ဖြစ်တဲ့နယ်ဆိုတာမျိုးကောင်းကောင်းမွန်ဖြစ်တဲ့တခုပြောချင်တာကမြန်မာနိုင်ငံသားတွေလည်းအခုထိုင်းမှာစားနေပြီရှိပြီရှိကဘာကြီးမှာဒီနေ့တက်နေတဲ့ပြဿနာကဒီရွှေပြောင်းနေထိုင်သူတွေရေဘာလို့ဆိုတော့ဆင်းရဲချမ်းသာกว่าလဲဟလာအမေရိကန်နိုင်ငံကဒီတောင်အမေရိကန်နိုင်ငံမှာရှင်းပြများဆင်းရဲသားရက်ွက်တွေမှာတထိန်ယူလာဖြစ်နေတာအမေရိကန်လာကြမှာဘောသူနိုင်ငံဟုတ်လားအဲ့တော့နည်းနည်းစဉ်းစားနောက်ကအမေရိကန်ဆိုတော့ကျွန်တော်ပြောရင်လည်းအမေရိကန်ဆိုတာဥရောပတိုက်တာတွေကို အမေရိကနဲ့ရွှေ့လာပြီးတော့ဒီမှာငူရင်းတော့အိန္ဒိယနေ native တွေကိုသူတို့တိုက်ခိုက်ပြီးတော့သူတို့ထူထောင်ထားတဲ့နိုင်ငံအမေရိကန်နိုင်ငံအမိုင်းဒီရွှေ့ပြောင်းနေတာဒီမှာတမိုင်းအခုကျတော့နောက်တလာတဲ့လူတွေတခြားတဲ့ခါကျတော့မှမလာရဘူးလို့ဗာဖြစ်တယ်နေပဲဆိုတော့ပြဿနာတော့အများကြီးရှိတယ်အဲ့တော့ဘလို့နီးနေပဲလာလာဘောမြန်မာနိုင်ငံကိစ္စမှာဟလာဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာတဲ့လူတွေရှိတယ်။ဒါရိုဝင်ဂျာကိစ္စဗမာပြည်ကိစ္စကြတော့ဝိုင်းဝေပန်ပြောတယ်အမေရိကန်ကိုလည်းထိန်ခေါက်ပါတယ်။ဟုတ်လားဒါပေမဲ့သူတို့ရှင်ကကြတော့ဒီလိုလို့ဆို ဘယ်ကောင်းမလဲကျွန်တော်မြင်တာလေအဲ့တော့လူသားချင်းစာနာမှုအခြေခံအပေါ်ကနေပြီးတော့ဥပဒေအရညင်ညင်သာသာကောင်းကောင်းမွန်မွန်ကိုင်တွေဖြည့်ရှင်းတင်းတယ်ကျွန်တော်မြင်တာဟုတ်ကဲ့ဒါကိုစုံမိုးကျော်ရဲ့ဒါဟိုသဘောထားပေါ့နော်အဲ့တော့ဟုတ်ပြီဒီကယ်လီဖိုးနီးယားပြည်နယ်အစိုးရရဲ့ဒီသဘောထားပေါ့နော်အခုဆိုရင်တမရတော့ဒါသူ့မူဝါဒဖန်ခိုင်းပြီဆိုတော့ဒီ LA အစိုးရရဲ့မူဝါဒရောဒီ illegal တွေပေါ်မှာဖန်ဆင်းမှုတွေရှိလား သမရပြောတဲ့အတိုင်းသူတို့စောင်းဝက်လာဒါမှမဟုတ်သမရပြောတဲ့အတိုင်းကမလုံနိုင်ဘူးဆိုတဲ့သဘောထားလားသူတို့သဘောထားအဲ့လိုတော့မဟုတ်ဘူးအဲ့အဲ့လိုတော့မဟုတ်ဘူးအော်တရားမဝင်ဖြစ်ပြောင်းနေတိုင်းသူရေးတွေကိုလည်းကယ်လီဖိုးနီးယားမှာအိုက်စ်တွေလုံနေတာပဲသူတို့လည်းရေးယူကြရှိရေးယူလုံဆရာရှိ လုံနေတာပါပဲဒါပေမဲ့ဒီ community မှာအတော့အရှက်ဖြစ်လောက်တဲ့အခြေအနေထိတော့ကယ်လီဖိုးနီးယားလက်မခံဘူးလို့သူတို့လွတ်တော်ကိုယ်စားလှယ်တွေလည်းပြောတယ်နော်သူတို့ community ထဲမှာရှိတဲ့သူတွေကိုသူတို့လုံခြုံစေရမယ် တရားဥပဒေနီးနားအရဖြစ်ရှင်းမယ်သူတို့ကဆိုသူတို့ဒီနယ်ပြသတာသူတို့ရှင်းမယ်သူတို့ community ပါသူတို့ရရအေဂျင့်အောင်သူတို့ကသူတို့လုပ်မယ်ဒီတရားမဝင်တဲ့ကိစ္စရာဇဝမှုကိစ္စဆိုသူတို့ကသူတို့ရှင်းမယ်ဆိုတော့ဒီနေ့ကဆိုတဲ့အဆူရတာပြောနေဟုတ်ပြီအဲ့တော့နောက်ထပ်အရေးကြီးတာကခုနပေါ့နော်ဟိုသူတို့ national ကပေါ့နော် တကယ် federal unit တွေကိုပထမ2000လွတ်တယ်2000လွတ်ပြီးတော့ truck နောက်ထပ် marine တဲ့အထူးတပ်ဖွဲ့900လွတ်တယ်ပြီးတော့မကြသေးခင်မှာနောက်ထပ်2000ထပ်လွတ်တယ်ဆိုတော့4000နဲ့900 เนาะ Federal Unit တွေ ICE လည်းရှိတယ်ဆိုတော့ဒါတွေနဲ့ဒီ Law Angeles မှာနှိမ်နှင်းမယ်ဆိုတဲ့အနေထားပေါ့ဟိုကြည့်တဲ့အခါမှာလည်းနေတိုင်းမီးတွေလောင်နေဆန္ဒပြသူဘက်ကလည်းအကြမ်းဖက်မှုတစုံတရာတွေ့ရတယ်ဆိုတော့ဒီအခြေအနေကြီးကဒီလောက်ထိလှုပ်ဖို့လိုလာအခုပြည်နယ်ဟိုအုပ်ချုပ်ရေးမှုနဲ့လည်းပြဿနာတက်နေတယ်တရားစွဲမဲ့ကြားတယ်ဆိုတော့အဲ့ဒီလိုတက်ဖွဲ့တွေလွတ်တဲ့အပေါ်မှာရောဒီဥပဒေကြောင်းရရောလူမှုပတ်ဝန်းကျင်မှာရောဘယ်လိုမျိုးဒီပေါ်မှာတုံးသက်ဝေဖန်မှုတွေရှိလဲလဲ ဘလို့သုံးသပ်လို့ကျွန်တော်တို့ဒီဘက်မှာပေါ့ဒါကျွန်တော်ဆိုမယ်လဲဆိုနည်းနည်းဝေးပါဒါဒါပေမဲ့ဒီဘက်မှာရှိတဲ့လူတွေအမေရိကန်တွေကိုနိုင်ကိုကမကြိုက်ဘူးအထူးသဖြင့်အမေရိကန်မှာလုံခြုံရေးကိုရဲရပဲလုပ်တယ်ဗျစစ်တပ်ကမလုပ်ဘူးရဲတပ်ဖွဲ့နဲ့ပဲသူတို့လုပ်တယ်ဒါပေမဲ့ခုနလိုပေါ့ National Guard ဆိုတာဆိုတာကတော့ Marine နဲ့မတူဘူးပြည်ဆောင်တပ်ပေါ့ပြည်ပြည်တွင်းလုံခြုံရေးကိုထားတဲ့စစ်တပ်တော်လည်းရှိပါတယ်ဥပမာ2020ခုနှစ်ဒီ လွတ်တော်တက်သိန်းတော့ national cut တွေခေါ်ဘူးတယ်ပေါ့နော်ဒါပါတော့ဒီမှာ federal ကိစ္စကိုတရားစဉ်းစားဖို့လိုတယ် America မှာ federal authority ရှိတယ်ပြည်နယ်တွေကသူ့အတူအုပ်ချုပ်권ရှိတယ်သူ့အတူလုပ်권ရှိတယ်မဟုတ်အစိုးရကကြော်ပြီးတော့လုပ်လို့မရဘူး California ပြည်နယ်မှာတရားဥပဒေစိုးမိုးနေတည်ငြိမ်ရေးကိုအမိန့်ထုတ်ပြန်နိုင်တာက California အုပ်ချုပ်ရေးမှုဖြစ်တယ်အခုကကြာကြာကြာဒီဘိုးအစိုးရတက်တယ်လွတ်လိုက်တဲ့အပေါ်မှာတော့အတော်တော်လေးပြဿနာကြီးတယ်ဒါကို ကယ်လီဖိုးနီးယားကလွတ်တော်အမတ်တွေရောအထုံးမီးမှုပါဝင်ပေါ့နော်တာဝန်ရှိသူတွေပြောတယ်။သမရထရန့်ဆိုရကပွဲစုံချုပ်ဝန်ချိန်စီမင်းပါဥပဒေလူသူပေါင်းနေတယ်။ဒီတက်တူရုပ်ပါရက်ပါသူတို့ပြောတယ်မနေ့ကလည်းပြောတယ်မနေ့ကလည်းပြောတယ်ဒီနေ့ပြောတယ်ပေါ့နော်။အဲ့တော့ဒီကယ်လီဖိုးနီးယားပြည်နယ်အထုံးရေးမှုကိုတိုင်သမရထရန့်ကိုဘိုးဖက်ဒရယ်တရားရုံးမှာရှောက်ထားပြီးတော့ရက်ဖို့ပြောတယ်။အဲ့တော့သူတို့က တရားမဝင်ရွှေပြောင်းလူသားဝင်လာသူတွေရေကိုတရားမဝင်ရွှေပြောင်းလာသူတွေရေးဖြစ်ရှင်းရမယ်နော်ဆန္ဒပြတဲ့လူတွေကိုဆန္ဒပြတဲ့လူတွေကိုကင်ကိုတဲဟာကိုငင်းငင်းသာသာနဲ့ကင်ပြရမယ်ဒါတက္ကနာဆန္ဒပြသူတွေကိုဒါအကြမ်းဖက်ဖြိုခွင်းဖြည့်ရှင်းတာကိုလက်မခံဘူးဒါအမေရိကန်ပြည်သူတော်များလက်မခံဘူးကယ်လီဖိုးနီးယားအထွေထွေတာဝန်ရှိတဲ့လက်မခံဘူးနောက်တစ်ချက်ကလောက်ပိုင်ခွင့်ဟိုအစိုးရနဲ့ပြည်နယ်အစိုးရလောက်ပိုင်ခွင့်ပြဿနာပေါ့ နော်သမရဘိုးဆိုရဲ့လုတ်ပိုင်ခွင့်နဲ့ပြင်းတဲ့ဆိုရဲ့လုတ်ပိုင်ခွင့်ပြဿနာအဲ့ဒီကန္တာဒီမတူညီတဲ့ကန္တာတွေပြဿနာတက်အဲ့လေပြဿနာကအဲ့လိုဖြစ်သွားတယ်အဲ့တော့အခုဒီပြင်းတဲ့အုပ်ချုပ်ရေးမှုကဒါခွင့်ပြုချက်မရှိပဲဘိုးကလာလို့မရအောင်ဒါအခြေခံဥပဒေမှာအဲ့တော့ तू ကတရားစွဲမယ်ပြောတယ်နောက်မေယာပေါ့မြို့တော်ဝန်ကလည်း तू လက်မခံဘူး तू ဖြစ်နေတဲ့အခြေအနေအားလုံးကဟိုဘိုးကလောက်တဲ့ပုံကိုသူတို့မကြိုက်ဘူးပြောတယ်ဝေဖန်တယ်ဆိုတော့သူတို့အနေနဲ့တရားစွဲတဲ့အချက်ကို तू စဉ်းစားပြီဆိုရင်ဥပဒေအကြောင်းအရာ ိုကလည်း executive power ပေါ့နော်တမရထရန်ကလည်းဒီမှာလည်းပြည်နယ်ဝန်ကြီးချုပ်ရှိတယ်ပြည်နယ်အုပ်ချုပ်ရေးမှူးရှိတယ်သူတို့နှစ်ယောက်ကြားမှာဥပဒေအရဆိုရင်ဘလို့တရားရုံးမှာဆုံးဖြတ်မလဲဘာတွေဆက်ဖြစ်နိုင်လဲတက်တွေစုပ်သွားနိုင်လားဒါမှမဟုတ်ဖြစ်လာနိုင်ကြရဘလို့မျိုးတုံးတက်လို့ရနိုင်မလဲအခုအမေရိကန်မှာတက်နေတဲ့ပြဿနာအောင်ပြောရင်အဲ့ပြဿနာပဲအုပ်ချုပ်ရေးအာဏာနဲ့ဥပဒေပြူရေးတရားစီရင်ရေးအာဏာတွေကြားမှာပြဿနာတက်ဘာဖြစ်လို့ဆိုတော့တမရထရန် ပထမတစ်ချိန်ပြီးပြီခုနောက်တစ်ချိန်ပြန်တက်လာတဲ့ကိုကသူတို့ conservative เนาะဒီ heritage foundation နဲ့ကျန်တဲ့ conservative အဖွဲ့တရားကြောင်အနေလို့ပါမလို့ရေးထားတဲ့2025 project 2025ဆိုရှိအဲ့ဒါကဘာလဲဆိုတော့တမန် trunk တက်လာရင်တုံးမယ်ဟာရေးထားတာအဲ့ဒါဘာလဲဆိုတော့သူကဒီသူတို့ကတော့ဗျာခက်ဆက်ဆက် American ကယူရင်းလာခဲ့တာရှိတယ်ပေါ့เนาะဒါသူတို့အမြင်အဲ့ဒါကိုပြုပြင်ရမယ်အဲ့မှာ executive power တမရရဲ့အုပ်ချုပ်ရေးအာဏာနဲ့လုံမယ်ဒီဘက်ကဥပဒေပြူရင်းနဲ့တရားစီရင်ရေးကိစ္စတွေကိုမိန်ထားမယ်ဆိုတာမျိုးပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်ဗျာတမရ Trump ရက်တရပြည်တာတောင်မှတမရ Trump ကလွတ်တော်ကနေပြီးတော့ဥပဒေပြူပြီးပြဋ္ဌာန်းတဲ့ဥရ၅ခုပဲရှိတယ်နော်ဆိုတော့သူကအနေဆုံးပဲဆိုတော့အဲ့လိုမျိုးပေါ့လွတ်တော်လည်းမอยู่ဘူးသူကတမရအာဏာနဲ့လုံမယ်ဆိုတာမျိုးလုံတာပေါ့လုံတော့ဒီ American ကသူ့အတူ balance လုပ်ချတာနော် ဒါဟုတ်ဖြည့်ရင်တော့ပြဿနာတက်မှာပဲအခုလွတ်တော်ကပြောနေတာကဒီတက်တွေလို့ဖို့ဒါတွေလို့ဖို့အတွက်လွတ်တော်မှာလည်းအတည်ပြုချက်ယူတာမရှိဘူးเนาะဒီနယ်စုကဆိုအဲ့တော့ executive power ကိုအရန်သုံးတဲ့အခါမှာကြံတဲ့ဟာတွေနဲ့ပြဿနာတက်မယ်โอเคအဲ့တော့ဥပဒေကြောင်းရတရားရုံးကဆက်သွားမှာပေါ့နော်ဘိုးဆိုးရနဲ့ခုနပြည်နယ်ဆိုးရတဲ့အာဏာခွဲမှုကိုဒါအခုကစပြီး challenge တွေဖြစ်နေပြီပေါ့စပြီးတော့အဲ့ဟုတ်ပြီအဲ့တော့အခု law engineers မှာဖြစ်နေတဲ့ဒီ ထိမ့်မနိုင်သိမ့်မရအခြေအနေကဘလို့အဆုံးသက်သွားနိုင်လဲဘယ်ဘက်ကရှော့နိုင်လဲဘလို့အဆုံးသက်မလို့ဟိုမြင်လဲဗျကိုစုံမကြို့လို့အမေရိကန်မှာတခုရှိအချမ်းဖက်ပြီးနှိမ်နင်းတာမျိုးအမေရိကန်တွေကမသိဘူးဗျလက်မခံအခု try ရဲ့လုံနည်းလုံးအောင်ရဆိုရင်သူကတော့အာခံတဲ့ကောင်ချမယ်ဆိုတာမျိုးတော့ကျွန်တော်ကထင်တာပေါ့နော်တတ်တည်လွတ်မယ် challenge ဆိုရင်တံပြန်ချမယ်ဆိုပို့ဆိုးသွားနိုင်တယ်ပို့ဆိုးသွားနိုင်တယ်တခုပဲဆိုတာကတခုရှိတာက ကယ်လီဖိုးနီးယားမှာနေပြီးမလားဒါအောင်ဒီကိစ္စတန်းတဲ့နေရာပြန့်သွားမလားဆိုတာမေးခွန်းဖြစ်တယ်နော်အခုကျွန်တော်ကြားနေရဆိုရင်ဝါရှင်တန်ဒီစီမှာကန်နေပြည်နယ်ဒီမှာဒီကိစ္စနဲ့ပတ်သက်လို့ဆန္ဒပြပွဲတွေတာဖို့ရှိတယ်အဲ့တော့စဉ်းစားမှာကျွန်တော်မဟုတ်သမရထရန့်ကစဉ်းစားရမယ်နော်သူ့လုံနီးလုံရတယ်သူ့ကင်တွယ်ပုံတွေက state radicalize ဖြစ်တယ်နော်သိအဆုံးရောက်တယ်ပေါ့ဒီကိစ္စမှာနေမဟုတ်ဘူး ကျွန်တော်တက်မှာပဲကျွန်တော်နိုင်ငံတကာကိစ္စမှာခင်ဗျားခင်ဗျားကြည့်ယူကရိန်းကိစ္စမှာကြည့်နိုင်ငံတကာဆက်ဆံရေးကိစ္စမှာကြည့်ဥရောပနဲ့လည်းပြဿနာတက်တဲ့အကုန်လုံးနဲ့ပြဿနာတက်ကုန်ဆိုတော့ကျွန်တော်နားလည်တဲ့ဒီဘက်ခေအမေရိကန်သမိုင်းမှာတောင်ဒီလောက်ပြင်းထန်တဲ့ခက်ခဲတဲ့အမေရိကန်ဆွေးရတော့ကျွန်တော်မတွေ့ဘူးနောက်တစ်ခုကစဉ်းစားဖို့ကအမေရိကမှာခုစိုက်ပျိုးရေးကိစ္စ၊ဂျန်နက်ဆက်မှုကုန်လုံးလုပ်ငန်းကိစ္စ၊ဂျန်နက်ကိစ္စတွေမှာတော်တော်များများဥပမာဖလော်ရီယာကယ်လီဖိုးနီးယားဘာလို့ဖြစ်လဲကယ်လီဖိုးနီးယားမှာစိုက်ပျိုးရေးလုပ်ငန်းတွေအများကြီးရှိတယ် ဲ့ site view လုပ်ငန်းတွေမှာလုပ်နေတဲ့အလုပ်သမားတွေရွှေပြောင်းလုပ်သမားတွေအများအများစုဖြစ်တယ်။ American စီးပွားရေးနဲ့ American ဖွံ့ဖြိုးတိုးတက်ရေးမှာရွှေပြောင်းလုပ်သမားရွှေပြောင်းနေထိုင်သူများဆိုတာကဏ္ဍအကြီးရှိတယ်။ဒါအောင်တေချာ American ဆိုတာစဉ်းစားပြီးကြံရွယ်ဖြစ်ရှင်းမှုလိုတဲ့အဲ့ထဲမှာရာဇဝဲကောင်တွေမကောင်းတဲ့ကောင်တွေပိုင်းဖတ်မှရိပ်ယူမှာလို့ပေါ့။နော်ဒါဒါတော့ဒါရောအကုန်လုံးသွားဟလို့လုံးလိုက်ရင်တော့ပြဿနာရှိတယ်။ ဒီလက်ရှိမှာတော့စန္ဒပြပွဲတွေကတချို့ကလည်းကုဏလိုပေါ့နော်ထိမ့်နေသိမ့်ရဖြစ်နေတော့ law and order ပေါ့နော်တရားဥပဒေစိုးမိုးရအရေးအရာဆိုရင်တော့ဘိုးဆိုးရရော ပြည်နယ်ဆိုးရရောတော့ဒီစန္ဒပြပွဲတွေရပ်တန့်သွားတယ်လို့တုံးပါပဲအဲ့တော့ဒါပေမဲ့နောက်ထပ်တောက်အခြေပြုတဲ့ငင်းချမ်းစွာစန္ဒပြတဲ့စန္ဒပြမှုတွေကတော့ပြည်နယ်တွေခြံတဲ့နေရာတွေမှာတော်တော်များများပေါ်လာနိုင်တယ်အခုလိုပဲတုံ့ပြန်မှုတွေအခက်အခဲတွေနဲ့ မရာ try a policy တွေကပြဿနာတက်နေမယ်တက်နေရင်တော့သူပြန်ပြီးတော့စဉ်းစားရမယ်မဟုတ်ဘူးဆိုရင်အခုကသူ့ကိုလူလူထောက်ခံမှုအနေနဲ့လည်းကြားလာတာရှိတယ်နောက်တစ်ခုက mid term ပေါ့နော်နှစ်နှစ်ကြာတဲ့အချိန်မှာလွတ်တော်ရွေးကောက်ပွဲတွေလာမယ်မကြားရဲ2026မှာလာအဲ့တော့ဒီတိုင်းသာချက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့သူလည်းလွတ်တော်လက်လွတ်ရမယ်အဲ့တော့သူကတချို့အရင်ပြန်ပြင်ရမယ်မပြင်လို့မရဘူးသူကကနေဒါနဲ့ဆက်ဆံရေးဥရောပနဲ့ဆက်ဆံရေးဂျန်နဲ့ဟာတွေက trunk က သူကိစ္စတွေတော်တော်များများမှာသူရဲ့အဆုံးရောက်တဲ့ policy တွေကတော့ပြန် reconsider ပါပြန်စဉ်းစားဖို့လိုမယ်လို့ကျွန်တော်တို့ထင်တယ်။ဟုတ်ပြီကိုစုံမကျော်ကျေးဇူးတိုင်းတင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်လည်းဟိုပြောခွင့်ရရတဲ့ကျေးဇူးများတင်ပါတယ်။